မင်္ဂလာပါအခဲစပွန်ရဲ့ပရီးမီးယားလိပွဲစဉ်29တော့ပွဲချုပ်သုံးတချက်စီစဉ်နဲ့ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ KI host ကောင်းခန့်နိုင်ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာလေစင်ကစားသမားဟောင်းတန်ထောင်ဖြစ်ပါတယ်ကိုရီဒီတခေါပရီးမီးယားလိပွဲစဉ်29ထဲမှာမှဒါအကောင်းဆုံးလို့ပြောရမယ့်ဒါအသင်းကောင်းနှစ်သင်းအသင်းကြီးနှစ်သင်းထိတိုက်တွေ့ဆုံတဲ့ပွဲစဉ်လေးတစ်ပွဲကိုရွေးချယ်ပေးတာရယ်ဘယ်ပွဲစဉ်လေးများဖြစ်မလဲဆိုတော့ပြပြပေးပါဦးဗျာ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ကတော့လန်ဒန်ဒါဘီဖြစ်စူပါဆန်ဒီရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်ရှင်မြန်ကစားမယ်အာဆင်နယ်အသင်းနဲ့ချယ်ဆီအသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ခင်ဗျာလက်ရှိဒါကျွန်တော်ပရီးမီယာလိအမှတ်ပေးဇေယျမှာအာဆင်နယ်အသင်းကအဆင့်နှစ်နေရာမှာယက်တီနေရာဖြစ်ပြီးတော့ချယ်ဆီအသင်းကတော့အဆင့်၄နေရာမှာယက်တီနေတယ်ရမန်အရာလည်းဒီနှစ်သင်းရဲ့ကွာဟာချက်က6မှတ်ပဲရှိတော့တာဖြစ်လို့ယာဒီကုံမှာဒါကျွန်တော်တို့ဘာမှမဆိုဖြစ်သွားနိုင်နေဆိုတဲ့အနေအထားတစ်ခုမှရှိလို့ဒီနှစ်သင်းရဲ့ဒါယာဒီကုံကျွန်တော်ချန်ပီယံလိဝင်ခွင့်အတွက်ဒီပြင်ပွဲစဉ်ကလည်းအရေးကြီးနေတာဖြစ်လို့ဒီအာဆင်နယ်အသင်းကဆိုလို့ရှိရင်လည်းသူရဲ့ရှေ့ရပွဲစဉ်တွေမှာဒါကျွန်တော်အရင်ရလက်တွေ ိတ်ပြီးတော့မကောင်းမွန်ခဲ့တာကျွန်တော်တို့တွေ့ရတယ်ဆိုတော့တစ်ဖက်က Chelsea အသင်းကတော့ဒါကျွန်တော်တို့ဒါနောက်ပိုင်း၄ဘွဲ၁၁တိုက်လောက်ကိုသူတို့အနေနဲ့အနိုင်ရရှိထားတယ်ဆိုတော့ဒီနှစ်သင်းရဲ့ရှေ့ရပွဲစဉ်တွေရလဒ်တွေနဲ့တူပဲဆက်လက်ကြအောင်ဗျာမင်္ဂလာပါအခရာစပေါ့ရဲ့ချစ်ပရိသတ်များခင်ဗျာ ဒီနေ့စီစဉ်ကို Wise မှပံ့ပိုးပေးထားတာမို့အားကစားကိုစိတ်ဝင်စားသူတွေအတွက်အထူးသတင်းကောင်းပါလာပါတယ်။အားကစားပွဲစဉ်တွေကိုပုံမှန်စစ်လုံရှာစွာခန်းစားနိုင်ဖို့အတွက် One Ace Application နဲ့မှာ Promo Code အခရာနဲ့အခရာ Swap ကိုအသုံးပြုပြီးအကောင့်တွေဖွင့်လိုက်တာနဲ့ပဲပထမငွေဖြည့်မှုမှာအများဆုံးဒေါ်လာ130နဲ့ညီမာတဲ့မြန်မာကျပ်ငွေအထိစုရေးဖြည့်ပြန်လည်ရယူနိုင်မယ်ဆိုတော့တကယ့်ကိုအခွင့်အရေးကောင်းပါပဲ။ ငွေသွင်းငွေထုတ်လဲအလွယ်တကူလှည့်မြန်စွာပြုလုပ်နိုင်ပြီးတက်ဆိုင်ရာအေးဂျင်များမှတဆင်ဖြစ်စေ WISE ရဲ့ payment system ကိုအသုံးပြုရဖြစ်စေသိစိတ်ကြအစီအမံဆုံးနည်းနဲ့လုံခြုံစိတ်ချစွာလုပ်နိုင်ပါတယ် promo code ကို video ရဲ့ comment box မှာထည့်ပေးထားမယ်ဆိုတော့ဝင်ရောက်ကြည့်ရှုပြီးအခွင့်အရေးကောင်းလက်လွတ်မခံပဲအခုပဲစောက်ကစားနိုင်ကြပါခင်ဗျာအားလုံးပဲကံကောင်းပါစေအောင်မြင်မှုတွေနဲ့ပြည့်စုံပါစေခင်ဗျာ ဟုတ်ကဲ့ပါကွေဒီနေ့တင်းကျွန်တော်ရှင်းရပွဲစဉ်ရဲ့ရက်လက်တွေကိုပြကြည့်မယ်ဆိုတော့လက်ရှိနောက်ဆုံးအနည်းဆက်ဆုံးပွဲစဉ်၅ပွဲရဲ့ရက်လက်အရာတော့ Chelsea ရောက်နည်းနည်းလေးပြန်ပြီးတော့ရက်လက်ပိုင်းရာ form ရာတည်ငြိမ်နေအောင်တွေ့ရတယ်။ Arsenal ရောက်နည်းနည်းလေးပြန်ပြီးရုန်းကန်နေရတယ်ဆိုတဲ့အနေအထားပေါ့နော်။အဲ့တော့ Arsenal သင်းရဲ့ပွဲစဉ်တွေကိုပြန်ကြည့်လိုက်မယ်ဆိုတော့ Arsenal ကနောက်ဆုံး5ပွဲမှာ2ပွဲပဲနိုင်ခဲ့တယ်ဗျ။အဲ့ဒါလေးရောက်တော့ကျွန်တော်ဒီ PSV ကိုအဝေးကွင်းမှာ Champions League ပထမအကြော်ဖြစ်ရှင်မြန်ကစားတဲ့9-6တကူနဲ့နိုင်ခဲ့တဲ့ပွဲ။အဲ့ပွဲပြီးတော့ကျန်တဲ့ပွဲစဉ်တွေမှာကျွန်တော်ဒီ PSV နဲ့ဒုနည်းအကြော်မှာတေးကြတယ်။ United ကိုတေးကြတယ်၊ Northern Force ကိုတေးကြတယ်၊ West Ham ကိုတကူကူမရှိနဲ့ရှုံးထားတယ်။အဲ့တော့ Arsenal လက်ရှိခြေစွမ်းပိုင်းရတော့ပြောမယ်ဆိုတော့ PSV နဲ့နိုင်သွားတဲ့ပွဲမှာတော့9-6နဲ့ကျွန်တော်ဒီတွင်းနိုင်ပြီပေါ့နော်9-6ထိတွင်းနိုင်ပြီးတော့ ဘူပြက်နိုင်မို့တော့ဖော်ဆောင်နိုင်နေဆိုပေမဲ့လည်းနောက်ပိုင်းကျန်တဲ့ပွဲစဉ်တွေမှာကြောက်ခြေစွမ်းပိုင်းကကျွန်တော်ဒီတိုက်စစ်ပိုင်းကလည်းအားနည်းချက်တွေရှိလို့ခံစစ်ပိုင်းကလည်းအချုပ်ပွဲစဉ်တွေမှာဆိုကျွန်တော်အတွင်းမှုတွေခွင့်ပြုနေအောင်ကျွန်တော်တွေးခဲ့ရတယ်။အဲ့လိုပဲတစ်ဖက်ကချယ်ဆီကိုပြန်ကြည့်မယ်ဆိုချယ်ဆီကတော့နောက်ဆုံး၅ပွဲမှာအက်စတွန်ဗီလာကိုရှုံးပြီးရဲ့နောက်ပိုင်း၄ပွဲဆက်လိုက်နိုင်ခဲ့တယ်။အဲနိုင်ခဲ့တဲ့၄ပွဲလုံးမှာတော့ကျွန်တော်အသင်းကြီးဆိုတဲ့အသင်းတွေကိုနိုင်ခဲ့တဲ့အနေထားတော့ကျွန်တော်မတွေ့ရအောင်ဗျ။အဲပရီးမီးယားလိမှာဆိုလဲဆရာအောက်ခြေပိုင်းကလက်စတာတို့ဆော့သတန်တို့ကိုကျွန်တော်တို့4010ဆိုရဲ့ရည်တည်နဲ့နိုင်ခဲ့တယ်ပြီးတော့နောက်ထပ်ကျွန်တော်ဒီ Europa Conference League မှာ Copenhagen ကိုနှစ်ကြော့လုံးမှာကျွန်တော်တို့တကူးတာနဲ့ Copenhagen ကွေ းမှာအဝေးကွင်းမှာပေါ့နော်ကျွန်တော်နှစ်ကိုတကို Chelsea ရဲ့အိမ်ကွင်းမှာတကိုကိုမရှိနဲ့ပြန်ပြီးနိုင်ခဲ့ဆိုတဲ့အနေဒါလေးတွေ့ရတယ်အဲ့တော့တခုရှိတာကတော့ဒီနှစ်သင်းကကျွန်တော်ဒီဥရောပပြိုင်ပွဲတွေကန်းရတာနဲ့အညီ Arsenal သင်းကတော့ Champions League ကန်းရတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဒီအင်္ဂါဘော်တူကန်တဲ့အချိန်မှာကျွန်တော်ဒီ Chelsea သင်းကတော့ကြာသပတေးနေ့မှာကန်းရတဲ့အနေထားဖြစ်တဲ့ကြောင့်မို့ပွဲပန်းတဲ့အတန်းအနိုင်ရက်ကတော့ကျွန်တော်ဒီ Arsenal သင်းရဲ့ကစားသမားတွေပို့ပြီးတော့ရမယ်ဒါပေမဲ့ပြန်ပြီးတော့စဉ်းစားကြည့်ရမှာ Chelsea သင်းကကျွန်တော်ဒီ Europa Conference League တွေမှာကန်တယ်ဆိုတဲ့အခါကျရင်ကစားသမားတွေကိုကျွန်တော်ဒီပြန်ပြီး rotation လုပ်တာတသိန်းလုံးနီးပါး rotation လုပ်ပြီးကန်တာကြတော့လေသူတို့အသင်းအဓိကကစားသမားတော်တော်များများက အနားပြန်ပြီးရနေဆိုတဲ့အနေအထားလေးကျွန်တော်ပြန်ပြီးတွေ့ရတယ်အဲ့တော့ဒီဒီချင်းတွေ့ဆုံမှာဘယ်လိုအနေအထားမျိုးလေးဖြစ်လာမလဲနှစ်သင်းတော့တော့တရှိအနေအထားကတော့အာဆင်နယ်ကတော့ကျွန်တော်ဒီပြောမယ်ဆိုတော့ပရီးမီယာလိမှာကျွန်တော်ဒီတိုက်တဲ challenge အတွက်ကတော့သူတို့ကပြီးဆုံးသလောက်ဖြစ်သွားပြီ ချန်ပီယံလီကိုပဲအအောင်ပြန်ပြီးတော့စိုက်ကြမယ်အချိန်အဲတစ်ဖက်ကချဲဆီးကြတော့လဲကျွန်တော်ဒီရာဒီကွန်တဲ့ခါကျရင် top 4 top 5ထိပေါ့နော်ဒီရာဒီမှာကျွန်တော်ဒီ premier league ရဲ့၅သင်းလောက်ကချန်ပီယံလီကိုနောက်နေ့ဝင်ဝင်ရမှာဆို top 5ထဲထိဝင်ဖို့အတွက်စူးစမ်းရမယ်အတင်းနော်အဆင်နဲ့ကလည်းလက်ရှိအောက်က Northern Forest ရဲ့အမတ်ကတ်လာတဲ့အဖီအားလေးတွေကိုပြန်ပြီးတော့ဒီပွဲစဉ်တွေမှာရက်လက်ကောင်းပြန်ရယူပြီးတော့ short ချရမယ်အနေထားပေါ့နော်ဖီအားတွေကိုအဲ့ဒါတွေပြန်ပြီးတော့စောင့်ကြည့်ရမယ်အလန်နန်ဒါဘီဖြစ်တာနေဒီတင်းကလည်းအများအများတန်းတွဲဆုံမှာပြန်ဆင်မှုပြင်းထန်ပြီးရက်လက်ကောင်းရရှိအောင်ပြင်းထန်စူးစမ်းတဲ့ပွဲစဉ်တွေဆိုတော့ဒီပြောရမယ်ဆိုတော့၅သင်းလောက်ကလက်ရှိအနေထားရတော့ချန်ပီယံ န်စုအတွက်စင်ခေါ်ဖို့အတွက်တိုက်ပွဲဝင်နေနေတာမဟုတ်ပေမဲ့လည်းဆိုရင်ဒါမဲ့ရာသီမှာဒီ top 5ထဲမှာပေါ့နော်တေချာဝင်နိုင်မှုအတွက်အဓိကစူးစမ်းပြီးတော့ဥတီပြီးတော့ကစားမယ်ပွဲစဉ်ဆိုတော့ကြီးလို့ကောင်းမယ်ပွဲစဉ်တွေဖြစ်နေပါမယ်ဗျ။ ဟုတ်ကဲ့အကွေဆိုတော့ဒါအာဆင်နယ်အသင်းကဒါနောက်ပိုင်းမှာသူတို့အနေနဲ့ဒါကျွန်တော်နောက်ဆုံး၅ပွဲမှာတော့တပွဲပဲအနိုင်ရရှိခဲ့ဒါမှမဟုတ်အနိုင်ရရှိခဲ့ပွဲစဉ်ကတော့ဒါ PSV ကိုပထမအကြော့မှာဒါ9ဂိုးအထိသွင်းယူခဲ့တဲ့ကိုပြက်ပွဲစဉ်ပြနောက်ထပ်ကျွန်တော်တို့ဒါဝက်ဆန်အသင်းကိုသူတို့ရှုံးနိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ဒါကျွန်တော်တို့ Northern Forest အသင်းကိုတော့ဒါတည်ရကြတယ်ဒါအတွင်းကိုမရှိနဲ့တည်ရကြတယ် Manchester United အသင်းကိုဒါတကူးစီနဲ့တည်ရကြတယ်လို့နောက်ထပ် PSV နဲ့ဒူဒေဟာအကြော့မှာတော့ဒါပထမအကြော့အလောက်ဒါခြေစွမ်းမပြနိုင်ဘူးပဲပြောရမလားနောက်ကျွန်တော်တို့တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ကစားသမားတွေကိုဒါကျွန်တော်တို့ ဒါအေးစစ်စစ်ပဲဆော့ခိုင်းပြီးတော့ဒါကျွန်တော်တို့နိုင်သွားပြီဆိုတဲ့အနေအထားတစ်ခုမှာဒါကျွန်တော်အေးစစ်စစ်ပဲဆော့ပြီးတော့ဒါတူတူဆိုတဲ့တေးရလဲနဲ့နောက်ထပ်တဆင့်ကိုတက်လန်းသွားနိုင်ခဲ့တယ်ဗျ။ဒါအောင်ချင်းအပြင်အာဆင်နယ်အသင်းကတော့နောက်ပိုင်းပွဲစဉ်တွေမှာတကယ်အသင်းကောင်းနေတယ်တွေ့တဲ့အခါမျိုးတွေမှာတော့တို့အနေနဲ့နိုင်ငံရုံးကန်ရလေးရှိတဲ့အနေအထားလေးတစ်ခုတော့မြင်တွေ့ရတယ်။ဆိုတော့ဒီဘက်က Chelsea အသင်းကတော့ဒါ Aston Villa အသင်းနဲ့ဒါရှုံးနေခဲ့တဲ့ပွဲစဉ်ပြီးတဲ့နောက်မှာတော့တို့လေးပွဲစတိုက်အနိုင်ရရှိခဲ့တယ်။ဒီထဲမှာမှ၃ပွဲကတကူအတာလောက်တင်နေပဲအနိုင်ရရှိတာဆိုတော့အရင်ကတော့ကျွန်တော်ဒါခြေစွမ်းတွေပြပြီးတော့ဂိုးတွေအများကြီးသွင်းပြီးတော့နိုင်တဲ့ပွဲစဉ်တွေ ကတော့ဒါရှာပါနေစေပဲလို့ကျွန်တော်ပြောရမှာဗျဆိုတော့လက်ရှိဒါကျွန်တော်ပရီးမီးယားလိအမှတ်ပေးစရာမှာဒီနှစ်သင်းရဲ့ကွာဟာချက်ကဒါ6မှတ်ပဲရှိတယ်ဒီထဲမှာမှဒါအာဆင်နယ်အသင်းက Northern Forest အသင်းနဲ့ကွာဟာချက်က6မှတ်ပဲရှိတော့တဲ့အနေထားဗျဒီနေ့ပွဲစဉ်မှာသူတို့အမှတ်ရောခဲ့မယ်ဆိုလို့ရှိရင်ဒါကျွန်တော် Northern Forest အသင်းကအမိလိုက်လာတဲ့ပြဿနာတစ်ခုတော့သူတို့ရင်ဆိုင်ရလိမ့်မယ်ဆိုတော့အာဆင်နယ်အသင်းရဲ့ဒါယာတီကိုမှာဒါကျွန်တော်အဆင့်နှစ်နဲ့တိမ်လာအဆင့်နှစ်နဲ့ ပို့ပြီးတဲ့ကျွန်တော်တို့ဒါတခြားအဆင့်တွေနဲ့ဆက်သိမ်းမလားဆိုတော့ကိစ္စတစ်ခုဟာဒီနေ့ပွဲစဉ်ကလည်းအဆုံးဖြတ်တစ်ခုဖြစ်လာနိုင်တာဖြစ်လို့ဒီနှစ်သင်းတွဲဆုံမှုကလည်းဒါလန်ဒန်ဒါဘီဖြစ်တာနဲ့အညီတကယ်ကိုလည်းပွဲကောင်းတစ်ပွဲလည်းဖြစ်လာဖို့ရှိပါတယ်ဗျ။ ဟုတ်ကဲ့ပါကွေကျွန်တော်တို့ဒါလန်ဒန်ဒါဘီကျွန်တော်လန်ဒန်မြို့ကန်အသင်းတွေဖြစ်တဲ့အတွက်ဒါကျွန်တော်အာဆင်နယ်အသင်းနဲ့ချဲလ်ဆီအသင်းတို့ကဒါပရီးမီးယားလိမှာဆိုလို့ရှိရင်လည်းဒါခဏခဏဒါကျွန်တော်တို့ဒါအသင်းကြီးတွေဖြစ်တဲ့အတွက်ဒါထိတ်တိုက်တွစ်ဆုံလေးရှိတဲ့အသင်းတွေဒါပေမဲ့တခုထူခြားတာကဒါနောက်ဆုံးပွဲစဉ်တွေတော်တော်များများမှာတော့သူတို့အနေနဲ့ရှုံးထွက်ဖလားတွေမှာတွစ်ဆုံကတော်တော်လေးကိုနည်းသေးပြအခုတစ်ခေါက်မှလည်းဒါပရီးမီးယားလိရဲ့ဒါဒုတိယအကြော်အဖြစ်နဲ့တွစ်ဆုံကြတယ်ဆိုတော့ပထမအကြော်မှလည်းရာလက်ကမသေးကွဲခဲ့တာဆိုတော့သူတို့နှစ်သင်းရဲ့ရှေ့ရထိတ်တိုက်တွစ်ဆုံမှုတွေကဘယ်လိုပုံစံလေးဖြစ်ခဲ့လဲဗျ ဟုတ်ကဲ့ပါကိုရီနေတဲ့ရင်ကျွန်တော်တွေထဲတဲ့ဆုံမှုဟတ်တူဟတ်တူကိုပြန်ပြီးကြည့်ရမယ်ဆိုတော့အခုဒီနောက်ပိုင်းကျော်ရီနှစ်တွေအတွင်းမှာနည်းနည်းသုံးနှစ်အတွင်းမှာတော့ကျွန်တော်တို့အာဆင်နယ်တင်းရံပြန်ပြီးတော့အသာစီးရနေတာတွေ့ရတယ်။နောက်ဆုံးတွေ့ဆုံခဲ့တဲ့၅ချိန်မှာဆိုရင်ကျွန်တော်တို့အာဆင်နယ်တင်းရံကျွန်တော်တို့ official tournament ဖြစ်တဲ့ဒီ Premier League မှာဆိုရင်တော့နောက်ဆုံး၅ချိန်မှာ၃ချိန်ထိနိုင်ခဲ့တယ်။နှစ်ချိန်ရတော့တည်ကြခဲ့တယ်။ Chelsea တင်းရံကတော့နောက်ဆုံးနိုင်ခဲ့တဲ့ဥစ္စာကျွန်တော်တို့2021ခုနှစ် 2022ခုနှစ်ကပေါ့နော်အာဆင်နယ်တင်းရဲ့အိမ်ဝင်းမှာငကိုးကိုးမရှိတဲ့နိုင်နဲ့ပွဲစဉ်ပြီးတဲ့ကချယ်ဆီတင်းအာဆင်နယ်ကိုပြန်ပြီးတော့အနိုင်မရရှိခဲ့ရကြပြီဗျအဲ့တော့ဒီဂျီအန်တွေးဆုံမော်ဘလိုနေဟာလမင်းတွေဖြစ်လာမယ်ပြန်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါပြင်ဦးမှာပထမကြော့ချယ်ဆီတင်းရဲ့အိမ်ဝင်းမှာရှင်မြန်ကစားတဲ့ပွဲစဉ်မှာတော့တစ်ဖက်တကူးစီတေးကြထားတဲ့အနေထားမှာအဒီချိန်မှာတော့ကျွန်တော်ဒီလိုပဲပြန်ပြီးတော့တေးရက်လက်ပြန်ပြီးတော့ထွက်လာမလားဒါမှမဟုတ်ပဲပြီးခဲ့တဲ့နောက်ပိုင်းနှစ်တွေမှာအသာစီးရနေတဲ့အာဆင်နယ်ကပဲအိမ်ဝင်းမှာထပ်ပြီးတော့ကျွန်တော်ဒီအသာစီးရရှိအောင်ဆွမ်းဆောင်သွားနိုင်မလားအိမ်ဝင်းနောက်ဆုံးကျွန်တော်ဒီအာဆင်နယ်တင်းရဲ့ အဲအမရိကမှာရှင်မြန်ကစားတဲ့ပွဲစဉ်မှာတော့ကျွန်တော်ဒီ၃ပွဲမှာတော့အာဆင်နယ်အသင်းကကျွန်တော်ဒီနှစ်ချိန်နိုင်ခဲ့တယ်။ကျွန်တော်ခုနပြောခဲ့2021ခုနှစ်မှာတွေ့ခဲ့တဲ့အာဆင်နယ်အသင်းရဲ့အိမ်ဝင်ပွဲစဉ်တစ်ခုထဲမှာပဲပြန်ပြီးတော့ရှုံးခဲ့တာတွေ့ရတယ်ဗျ။နှစ်သိန်းပေါင်းအတွင်းကလည်းကျွန်တော်ဒီနှစ်ပိုင်းပွဲစဉ်တွေမှာဆိုရင်တော့အတွင်းကတွေမြန်မာစားတွေ့ရအောင်တွေ့ခဲ့တယ်။ပြီးခဲ့တဲ့နှစ်ကဆိုရင်တော့နှစ်ကျော်လုံးမှာကျွန်တော်ဒီအတွင်းကလေးခုနဲ့အထက်မှာတွေ့ရပြီးတော့2023ခုနှစ်ကအာဆင်နယ်အသင်းရဲ့အိမ်ဝင်မှာရှင်မြန်ကစားတဲ့ပွဲမှာဆိုလည်းကျွန်တော်ဒီနှစ်သိန်းပေါင်းအတွင်းက3ခုတကူနဲ့အာဆင်နယ်9နဲ့ပွဲစဉ်မှာ4ခုအထိတွေ့ခဲ့ရတယ်ဗော။အဲ့တော့ဒီတစ်ချိန်မှာရောဒီလိုမျိုးကျွန်တော်ဒီ ကိုပြက်နိုင်ပွဲတစ်ခုကိုအာဆင်နယ်ဖော်ဆောင်နိုင်မှာဒါမှမဟုတ်ပဲအပြန်အလှန်သွင်းကုန်နေတဲ့သွင်းကုန်များတဲ့ပွဲစဉ်တွေကိုတွေးရမလားပထမအကြော့လို့ပဲတစ်ဖက်တကူးစီလောင်းနေပဲတေးရင်နဲ့ပြီးသွားရင်ပွဲစဉ်တွေလေးဖြစ်လာမလားပြန်ပြီးတော့စောင့်ကြည့်ရဖို့ရှိမယ်နှစ်သိန်းလုံးကလက်ရှိပိုင်းလက်ရှိပေါ့နော်တိုက်စစ်ပိုင်းကတော့နှစ်သိန်းလုံးကလည်းနည်းနည်းလေးအခုနောက်ပိုင်းပွဲစဉ်တွေမှာအားနည်းချက်လေးတွေလည်းကျွန်တော်တို့တွေးနေရတာဆိုတော့အရင်လိုမျိုးကျွန်တော်ဒီသွင်းကုန်တွေမြေမြေဆိုင်တွေးရတဲ့လန်နေတာပြီးဖြစ်နေမလားဒါမှမဟုတ်ပဲ AD A set နဲ့သွင်းကုန်နည်းနည်းလေးနဲ့ပဲပြီးသွားမယ်လန်နေတာပြီးဖြစ်နေမလားဆိုလဲပြန်ပြီးတော့စောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျာ ဟုတ်ကဲ့ကိုဆိုတော့ထိတိုက်တွဲဆုံမှုတွေအရာတော့ဒါပထမအကြောင်းချယ်ဆီကတော့သူတို့ရဲ့အိမ်ကွင်းမှာအနိုင်ရှုံးမပြတ်သားခဲ့ဘူးယာ1-1ဆိုတော့ရလက်နဲ့ဒါကျွန်တော်တို့ဒါတေးရလက်ထွက်ပေါ်ခဲ့တယ်နောက်ထပ်ကျွန်တော်တို့အာဆင်နယ်အသင်းကချယ်ဆီအသင်းကိုသူတို့ရဲ့အိမ်ကွင်းဒါအမေရိကကွင်းမှာမရှုံးခဲ့တာဆိုတော့နောက်ဆုံးဒါ၃ပွဲဇက်တိုက်ဖြစ်သွားပြီဗျဆိုတော့ဒီ၃ပွဲဇက်တိုက်သူတို့မရှုံးခဲ့ဘူးဆိုတော့အနေထားတွေကိုမှဒါအာဆင်နယ်အသင်းကသူတို့ရဲ့အိမ်ကွင်းမှာချယ်ဆီအသင်းကိုလက်ခံရှင်ပြိုင်ကစားရတယ်ဆိုလို့ရှိရင်တွင်းကိုအများနဲ့အနိုင်ရရှိလိမ့်ရှိတော့ကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒါချယ်ဆီအသင်းကတော့သူတို့ရဲ့အိမ်ကွင်းမှာတော့ဒါအာဆင်နယ် ယ်အသင်းကိုဒါအနိုင်မရခဲ့ရလဲတော်တော်လေးကိုကြာပြီဗျဆိုတော့ဒီနောက်ပိုင်းနှစ်တင်မှာအာဆင်နယ်အသင်းက Chelsea အသင်းကိုဒါကျွန်တော်နှစ်သင်းပေါင်းတွဲဆုံတိုင်းမှာသူတို့အနေနဲ့လွှမ်းမိုးထားခဲ့တယ်ဆိုတော့ရာလက်တစ်ခုကိုဒီတစ်ခေါက်မှာ Chelsea အသင်းကဒါခြေဖြတ်ပြနိုင်ပါမလားတစ်ဖက်ကအာဆင်နယ်အသင်းကလည်းသူတို့အနေနဲ့ဒါရှေ့မှာလည်းဒါ Champions League ကစားခဲ့ရတယ်နောက်ကျွန်တော်တို့နောက်ထပ်လည်းဒါနောက်ထပ်တစ်ဆင့်ကိုတက်လှမ်းသွားပြီနှစ်သင်းစလုံးကတော့ဒါဥရောပမှာနောက်ထပ်တစ်ဆင့်ကိုတက်လှမ်းသွားပြီဆိုတော့အသင်းတွေဖြစ်တဲ့ဖြစ်တဲ့အတွက်ဒါအမေမဲ့အာဆင်နယ်အသင်းကတော့ဒါကျွန်တော် Champions League ဖြစ်တဲ့အတွက်သူတို့ကကစားပွဲကသူပို့ပြီးတော့ဒါ မင်းနဲ့90လုံးကျွန်တော်အပြည့်ဝကစားရတာဖြစ်တဲ့အတွက်ဒါကစားသမားရဲ့အနေနဲ့ပို့ပြီးတော့ပင်မန်တဲ့အနေအထားတစ်ခုကိုတော့ကျွန်တော်မြင်တွေ့ရနိုင်ချေရှိတယ်။တစ်ဖက်က Chelsea အသင်းကတော့ဒါ Conference League မှာသူတို့အနေနဲ့ rotation လုပ်တယ်။တကယ်လို့ကစားသမားတွေကလည်းဒါကျွန်တော် NBA အပြည့်နဲ့ Premier League မှာပြန်ပြီးတော့ကစားနိုင်နေဆိုတဲ့အနေအထားတစ်ခုမှာဒါ Chelsea အသင်းရဲ့ကစားသမားတွေကပို့ပြီး refresh ဖြစ်နေတဲ့ဒါကျွန်တော်လက္ခဏာတစ်ခုကိုတော့ကျွန်တော်တွေ့ရလိမ့်မယ်ဗျ။ဆိုတော့ Arsenal အသင်းကတော့သူတို့အနေနဲ့အာယုံစိုက်စရာနှစ်ခုပဲရှိတော့ရဲ။နောက်ရာသီမှာကျွန်တော် Champion League ထပ်ပြီးတော့ဝင်ဖို့နဲ့နောက် Champion League မှာနောက်ထပ်တစ်ဆင့်တွေကိုအကောင်းဆုံးဒါတစ်ဆင့်ချင်းစီတက်လှမ်းသွားနိုင်ဖို့အတွက်သူတို့ရဲ့ တဲ့ရည်ရွယ်ချက်ကတော့နှစ်ခုရှိနေတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာတော့ဒီငါသင်ထိတိုက်တွဲဆိုမှုကစိတ်ဝင်စားဖို့ကောင်းနေပြီးတော့ရာသီကုန်မှာကျွန်တော်တို့ဒါ top 4 top 5ထဲကိုဝင်ဖို့အတွက်ဒီနေ့ပွဲစဉ်ကလည်းအဆုံးဖြတ်ဖြစ်လာနိုင်ပါတယ်ဗျ။ ဟုတ်ကဲ့ပါကိုကြီးကျွန်တော်တို့ဒါအာဆနယ်အသင်းနဲ့ချယ်ဆီအသင်းတို့လန်ဒန်ဒါဘီအဖြစ်နဲ့ဒုတိယအကြော့ပရီးမီးယားလိပြိုင်ပွဲမှာလာရောက်ပြီးတွေ့ဆုံကြတဲ့အခါမှာအာဆနယ်အသင်းကတော့သူတို့ရဲ့အဓိကကစားသမားတွေကျွန်တော်အဓိကကတော့တိုက်ဆက်ပိုင်းကစားသမားအချို့ဒါကျွန်တော်တကယ်ကိုပွဲထွက်လိုင်းအဖ်17ယောက်ထဲကကစားသမားတွေကဒဏ်ရာရရှိနေတာကျွန်တော်တွေ့ရတယ်။တစ်ဖက်ကချယ်ဆီအသင်းကတော့လည်းသူတို့ရဲ့ကစားသမားတော်တော်များများဒဏ်ရာလူစင်းရင်းထဲမှာသွားပြီးတော့ဒါစုပြုံနေရဆိုတဲ့အနေအထားတစ်ခုတွေ့ရတယ်။ဒါပေမဲ့ကျွန်တော်ရာသီအစတွေကဒီရာသီမှာကျွန်တော်ပရီးမီးယားလိမှာချယ်ဆီအသင်းတွေကနှစ်သင်းကျော်စာလူစင်းရှိတယ်ဆိုတဲ့အနေအထားတစ်ခုမှာသူတို့အနေနဲ့ခု ချိန်ထိလဲဒါဥရောပပြိုင်ပွဲတွေနောက်ကျွန်တော်ပရီးမီယာလိပြိုင်ပွဲတွေမှာဒါ rotation လောက် ပြီးတော့သုံးနေနိုင်တော့မယ်ဗျဒါလိုမျိုးဒါကျွန်တော်ဒဏ်ရာရလူစင်းရင်းများပြားနေရတော့မှာပဲသူတို့အကောင်းဆုံးအနေထားတစ်ခုအစုဖွဲ့တစ်ခုပိုင်ဆိုင်ထားတော့မယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာလဲ Chelsea အသင်းကသူတို့ရဲ့အကောင်းဆုံးဆိုတဲ့လူစင်း17ယောက်ကိုဆက်လက်ပြီးတော့ထုတ်လာနိုင်သေးရဲ့ တဖက်ကအာဆင်နယ်အသင်းကတော့ဒါသူတို့ရဲ့တိုက်စစ်ပိုင်းဆိုင်ရာအရာမှာဒဏ်ရာကရကစားသမားလေးရင်းနဲ့ချိုချိုယွင်းနေရဆိုတဲ့အနေအထားတစ်ခုမှာဒါပေမဲ့ကျွန်တော်တို့ဒါချန်ပီယံလိဂ်ဒါပထမအကြော့ BS တွေနဲ့ပွဲစဉ်မှာတော့ဒါတိုက်စစ်ကစားသမားဒီကစားသမားရဲ့ဒဏ်ရာရနေရတဲ့ဟိုပဲသူတို့ဒါ9ဂိုးလောက်ထိသွင်းယူနိုင်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာတော့သူတို့ဂိုးသွင်းယူဖို့အနေငယ်ရုန်းကန်ရတဲ့အနေအထားလေးတွေတွေ့လာရတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာရောဒီတိုက်စစ်ပိုင်းအားနည်းနေတဲ့အာဆင်နယ်အသင်းကဒါကျွန်တော်ရုန်းကန်ရမဲ့လက္ခဏာတစ်ခုများဖြစ်လာမလားတဖက်ကเชลซีအသင်းကရောဒါကျွန်တော်တို့သူတို့ရဲ့ဒါဒဏ်ရာလူစင်းများပြားနေရဆိုပေမဲ့ဒါ နှစ်သင်းကျော်သာလူစင်းရှိရဲ rotation လုပ်ပြီးသုံးလို့ရတယ်ဆိုတဲ့ပုံစံတစ်ခုနဲ့ဒီနှစ်သင်းရဲ့ဘွယ်ထွက်လူစင်းကဘယ်လိုမျိုးပုံစံနေများဖြစ်လာနိုင်မလဲဆိုတော့ Arsenal အသင်းရဲ့ဒါကျွန်တော်တိုက်စစ်အားနည်းနေဘူးကဒီနေ့ဘွယ်စစ်မှာပို့ပြီးတော့ပေါ်လွင်လာနိုင်လားဗျာ ဟုတ်ကဲ့ပါကိုယ်ဒီနေ့တင်းရဲ့ကြော်ဒီလူစင်းအရာတော့ဒန်ရဆင်ကိုပြင်ပြီးကြည့်ရမှာဆိုနှစ်သိန်းလုံးကတိုက်ဆက်ပိုင်းမှာပေါ့နော်နံပါတ်9နေရာမှာနည်းနည်းလေးပို့ပြီးတော့ဒန်ရပြဿနာရရှိပြီးတော့ဒုက္ခများနေရလေကျွန်တော်တွေ့ရတယ်အာဆင်နယ်မှာဆိုရင်ကျွန်တော်တိုက်ဆက်ပိုင်းကကျွန်တော်ဒီ Gary Jesus ကို Guy Harvest ကနံပါတ်9ရုပ်ကစားနိုင်တယ်ဒီတိုက်ဆက်ကစားမှာနှစ်ယောက်လုံးကဒီယာဒီကုံတဲ့အထိပေါ့နော်ကျွန်တော်ဒီနားဖို့အတွက်များသွားပြီအဲ့ဒီမှာခန်ဆက်ကတိုမီယာဆုလည်းဒန်ရပြဿနာရှိနေတယ်ဒီယာဒီမှာမကစားနိုင်တော့တဲ့နေတာဆိုဘူကာဆာကလည်းဒန်ရရနေတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီပြောရမယ်ဆိုတော့ဘူကာဆာကလည်းဒီအခု International Break ပြီးပြန်ပြီးမှလာမယ့်ကျွန်တော်ဒီနောက်ထပ် Premier လီပွဲစဉ်တွေနောက်ထပ်ကျွန်တော်ဒီအာဆင်နယ်တင်းရဲ့ပွဲစဉ်တွေမှာပြန်ကစားနိုင်မှုပဲရှိမှာတော့ဒီပွဲစဉ်မှာထပ်ပြီးတော့လွဲအောင်မယ်တစ်ဖက်ကချက်ဆီးရလဲကျွန်တော်ဒီအာဆင်နယ်နီးသူပဲတိုက်စစ်ပိုင်းကကျွန်တော်တို့မာဒိုကီတို့ဒန်ရနေတဲ့အပြင်ဟိုမှတိုက်စစ်ခဲ့ကျွန်တော်နံပါတ်9ရိုးကစားရတဲ့မတ်ဂူယီနဲ့နီကိုလက်ဂျက်ဆင်နှစ်အောင်လုံးကလည်းဒန်ရနေတယ်ဖရဲကျွန်တော်နံပါတ်9ပွဲစဉ်တွေမှာနံပါတ်9ရိုးမှာပက်ထရိုနီတိုတို့အန်ကူကူတို့ကစားတာကိုကျွန်တော်ပြန်ပြီးတော့တွေ့နေရတယ်ဗျအဲ့ဒါအပြင်မှာချက်ဆီးမှလည်းခံစစ်ခဲ့ကစားသမားဖြစ်တဲ့ကျွန်တော်ဒီကူစတာတို့ပါလို့လည်းဒန်ရ sorry နော် အချက်စီမှာကျွန်တော်ခန်းစစ်ကစားမဖြစ်တဲ့ညာနောက်ခန်းကစားသမားကူစတိုလဲဒဏ်ရာနေတာဆိုဒီပုံစံမှာပေါင်းလို့တော့မသေးကြဘူးအဲ့တော့နှစ်သိန်းလုံးကတော့ဒဏ်ရာပြဿနာတော့ကိုစီလေးရှိတယ်အဓိကတော့အများဆုံးအဖြစ်နှစ်သိန်းလုံးမှာကနံပါတ်9 rule မှာနံပါတ်9 rule စစ်စစ်ကစားတဲ့ကစားသမားရဲ့အကုန်နီးပါးဒဏ်ရာနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်နံပါတ်9 rule မဟုတ်တဲ့ကစားသမားတွေကိုတင်ပြီးကစားနေတာတွေ့ရတယ် ်ချဲစီမှာဆိုရင်အန်ကူကူတို့အဲကျွန်တော်ဒီပက်ထရိုနီတိုတို့ကို ကစားတယ်တစ်ဖက်ကအာဆင်နယ်မှာဆိုတော့မီကီမီဝီနိုတို့ကိုကစားတာပြန်ပြီးတွေ့နေရတဲ့အနေအထားလေးဖြစ်နေတယ်အဲ့တော့ဖြစ်နိုင်မယ့်လူစဉ်ကတော့နှစ်သိန်းလုံးကအာဆင်နယ်ကလည်းပြီးခဲ့တဲ့ကျွန်တော်ဒီချန်ပီယံလိပွဲစဉ်မှာ PSV နဲ့ပွဲစဉ်မှာရလက်ကောင်းခဲ့တာဖြစ်တဲ့အကြောင်းကိုပြီးခဲ့တဲ့နောက်ဆုံးကျွန်တော်ဒီ PSV နဲ့အိမ်ဝင်ပွဲစဉ်မှာပြန်ပြီးတော့ကျွန်တော်ဒီ ဒီကကစားမအချို့အနာပေးပြီးတော့ဗောနော်ကျွန်တော်တို့အရင်ကစားသမိုင်းနဲ့ rotation လုပ်ပြီးကစားဝါကိုတွေးရတယ်။အဲ့လိုပဲ Chelsea ကလည်းကိုပေးခင်ခင်နဲ့ကစားခဲ့တဲ့ဂျာရီကကျွန်တော် conference league ပွဲစဉ်မှာသို့သော်လည်းအရင်ကစားမတော့မများအောင်သုံးွားပြီးတော့အဓိကကစားသမိုင်းကိုပြန်ပြီးတော့အနာပေးတာတွေးရတယ်။အဲ့တော့ဒီပွဲစဉ်ကိုတော့နှစ်သိန်းလုံးကအဓိကကစားသမိုင်းဆုံဆုံလေးနဲ့ပြန်ပြီးတော့ပွဲထွက်လာနိုင်မှုရှိမယ်။အဲ့တော့တိုက်စစ်ပိုင်းကတည်းကကစားသမိုင်းကလွဲရင်တော့နှစ်သိန်းလုံးမှာလူပြစ်အင်ပြစ်အပြစ်နဲ့ကစားလို့ရပါလိမ့်မယ်။အဲ့တော့ဖြစ်နိုင်မှာအာဆင်နယ်တဲ့ကစားသမိုင်းစုစုစင်းကိုကြည့်ရမယ်ဆိုရင်အဓိကကုသမနေရာမှာတော့ David Rora ဘယ်ဘချမ်းခန်းစင်မှာတော့ Calafrio နဲ့ညံဘချမ်းမှာတော့ Johnny Durant တင်ပါခန်းစင်အတွင်းတွင်မှာတော့ Gabriel နဲ့ Saliba ကွင်းရဲ့အတွက်ဖက်မှာတော့ Arsenal အသင်းရဲ့အကောင်းဆုံးကွင်းလယ်ထွေးဖြစ်တဲ့ကွင်းလယ်ကစားမသုံးအောင်ဖြစ်တဲ့ Declan Rice, Thomas Partey နဲ့ကျွန်တော် Martin Odegaard ကိုထပ်ပြီးတွေ့ရမှာဖြစ်ပြီးတော့တိုက်စစ်ပိုင်းမှာလည်းသူတို့မှာရွေးချယ်စရာတော့အများကြီးမရှိဘူးဗျ အာဆင်နယ်တိုက်စစ်ပိုင်းမှာတော့ကျွန်တော်ဒီအများကြီးရောရွေးချယ်စရာမရှိဘူးသူတို့မှရွေးချယ်စရာရှိတာကကျွန်တော်ဒီ Martinelli, Trossard, Mirino, Nonori ဒီကစားသမား၄ယောက်လောက်ပဲတက်ကစားဖို့ရှိရတယ်ကြောင့်ဒီပွဲစမှာအကဲ Martinelli ပါကွန်ဝင်ခဲ့တယ်ဆိုရင် Nonori ကအရင်စင်းနဲ့ရောက်တာတော့အကဲ Nonori ပါမယ်ဆိုရင်တော့ပုံမှန်တဲ့ဘက်ဘက်မှာ Trossard ညာဘက်မှာ Nonori တိုက်စစ်နံပါတ်9ရောမှာတော့ Mirino အဲ Martinelli ကအရင်မှာဒီလိုပုံစံမျိုးလေးပဲရှိမယ်ပေါ့နော်ဒီထက်လည်းရွေးချယ်စရာမရှိရပြောမှ Starling ကလည်း Chelsea နဲ့ကစားမှာဖြစ်တော့ကြောင့်သူတို့ဒီ Chelsea နဲ့အငားကစားသမားဖြစ်တော့ကြောင့်ဒီပွဲစမှာပါဝင်ကစားခွင့်မရှိဘူးအဲ့တော့အရင်စင်းနဲ့မှာတော့ပါဝင်နိုင်မှုတော့မရှိဘူးဗျအဲ့တော့တစ်ဖက်က ချက်စီသင်းရဲ့လူစင်းကိုပြင်ပြီးကြည့်ရမလို့ချက်စီသင်းကလည်း conference မှာအနာပေးထားတဲ့လူစင်းတွေကအဓိကကစားမအဆုံလင်းပြင်ပြီးတုံးလာဖို့ရှိမယ်အဲ့တော့ကိုသမားနေရာမှာတော့ Robert Sanchez ကိုပြင်ပြီးတွေ့အောင်ဖြစ်ပြီး Bayern ခန်းစင်မှာ Cucurella ညာဘက်ခန်းစင်မှာတော့ဒီပွဲစဉ်မှာပြင်ပြီးတော့ကျွန်တော်တို့ Rice Jane ကိုပြင်ပြီးတွေ့ရအောင်တွေ့ရနိုင်တယ် Gusto Dan ရနေရဖြစ်တဲ့ကြောင့်မို့ Rice Jane ညာဘက်ခန်းမှာပြင်ပြီးပို့ထလာပြီးခန်းစစ်တွေ့တွေ့နေမှာတော့ Liverpool ရဲ့ကျွန်တော်တို့ Tosin ဒါမှမဟုတ်ကျွန်တော်တို့ Liverpool ရဲ့ Chalobert ပေါ့နော်ဒါလေးလည်းပြင်ပြီးတွေ့ရဖို့ရှိမယ် ကွင်းလေအတွက်ဖမနေရတော့ကျွန်တော်အန်ဆိုဖာနန်ဒက်နဲ့ကာစီတို့နံပါတ်10ရုံးမှာတော့ခိုးဖယ်မှာဘယ်ဘက်ချမ်းမှာတော့အကဲကျွန်တော်တို့အဲအန်ကူကူကစားမယ်ဆိုတော့ပက်ထရိုနီတို့ကနံပါတ်9ဒါမှမဟုတ်ပဲဘယ်ဘက်ချမ်းမှာကျွန်တော်ဒီဆန်ချိုကစားမယ်ဆိုတော့နံပါတ်9ရုံးမှာအန်ကူကူကိုလည်းတွေးရဖို့ရှိသလိုအဲ့လိုမှမဟုတ်ပဲねကျွန်တော်ဒီဆန်ချိုအန်ကူကူပက်ထရိုနီတို့ကိုလည်းတုံးအောင်လုံးတပြန်နဲ့တုံးလာပြီးတော့ကျွန်တော်ဒီပက်ထရိုနီတို့ကနံပါတ်9ရုံးဆန်ချိုကကျွန်တော်ဒီနံပါတ်ချမ်းအန်ကူကူကဘယ်ဘက်ချမ်းအဲ့လိုပုံစံမျိုးလေးကျွန်တော်တို့ကစားနိုင်အောင်တွေးရပါတယ်ဗျအဲ့တော့ Chelsea သင်းရဲ့လူအင်အားအရာရောကျွန်တော်အာဆင်နယ်သင်းရဲ့လူအင်အားအရာရော ဒီကစားသမား၁၁ယောက်စီးရင်မှာအရင်ကတော့ကွာခြားမှုမရှိဘူးဆိုပေမဲ့လည်းအတင်းရဲ့ကစားတဲ့ပုံစံတွေကတော့နောက်ပိုင်းပွဲစဉ်တွေမှာတော့နှစ်သင်းလုံးကနည်းနည်းလေးတော့တိုက်စစ်ပိုင်းမှာရုန်းကန်နေရတဲ့အပြင်ကမှတင်းကိုတွေများများဆဆရရှိဖို့တော့လည်းနည်းနည်းလေးရုန်းကန်နေရတယ်။အစင်းရဲ့ PSV နဲ့ပွဲစဉ်မှာ9ဂိုးထိရရှိအောင်ဆွမ်းဆောင်ရင်ခေါင်းအောင်တိုက်စစ်ပိုင်းကပြခဲ့တယ်ဆိုပေမဲ့လည်းတစ်ဖက်ကချယ်ဆီကလည်းဆောက်တန်တန်းနဲ့ပွဲ၄ဂိုးကိုမရှိနဲ့နိုင်ပြီးပွဲတွေကကျွန်တော်ဒီနောက်ပိုင်းကိုဗင်ဟင်ကင်ကို9ဂိုးတကိုလက်စတာကိုလည်း2ဂိုးကိုမရှိနောက်ထပ်ကိုဗင်ဟင်ကင်လည်းဒုတိယကြိမ်မှာ2ဂိုးကိုမရှိနဲ့ကပ်ပြီးနိုင်တယ်ဆိုတဲ့အနေအထားလေးမှာတော့ခံစစ်ပိုင်းကတော့တိုးတက်လာတာတွေ့ရတယ်ဆိုပေမဲ့လည်းတိုက်စစ်ပိုင်းကတော့အရင်ကြီးဆွမ်းဆောင်ရ င်ကောင်းပြနိုင်တာမတွေ့ရဘူးအဲ့လိုပဲတစ်ဖက်ကအာဆင်နယ်အသင်းကလည်းတိုက်စစ်ပိုင်းဆွမ်းဆောင်ရေးနည်းနည်းလေးပေါ့နော်ကျွန်တော်တို့အဓိကတော့နံပါတ်9ကစားသမားစစ်စစ်မရှိတဲ့နှစ်သိန်းလုံးမှာတော့နောက်ပိုင်းပွဲစဉ်တွေမှာ twin goal တွေကနည်းပါးနေအောင်ကျွန်တော်ပြန်ပြီးတွေ့ရတယ်အဲ့တော့ DJ တွေးဆောင်တဲ့လမ်းနဲ့တာပြီးမှ twin goal တွေမြန်မြန်ဆန်ဆန်နဲ့တွေးရတဲ့ပွဲစဉ်တွေပဲဖြစ်ပါမလားဆိုတော့လည်းနည်းနည်းလေးစောင့်ကြည့်ရဖို့ကောင်းပါလိမ့်မယ်ဗျာ ဟုတ်ကဲ့ကိုကြီးဆိုတော့လက်ရှိအနေအထားတွေကအာဆင်နယ်အသင်းတော်က Chelsea အသင်းတော်က fix ဖြစ်နေတဲ့ position တွေကကျွန်တော်ဂိုးသမားနောက်တန်းနဲ့အလဲတန်းဆိုတော့ဒီ position တွေမှာကျွန်တော်အာဆင်နယ်အသင်းတော်က Chelsea အသင်းတော်ကနှစ်သင်းစလုံးကဒီနေရာမှာဒါအကောင်းဆုံးဆိုရက်လူစင်အင်အားတစ်ခုတော့ပိုင်ဆိုင်နေတော့မယ်ဒါကျွန်တော်အရင်ကြီးလက်လူစားလဲမဲ့အစားပေါ့နော်ဆိုတော့တရားဒီလုံးစားဒီလူစင်ရဲ့အကောင်းဆုံးဖြစ်နေရဆိုတဲ့အနေအထားတစ်ခုတော့သူတို့အနေနဲ့ပွဲထုတ်လာနိုင်ချေရှိတော့မယ်အဓိကသူတို့ fix မဖြစ်တဲ့ position ကဒါအထောင်တိုက်စစ်နဲ့နောက်ကျွန်တော်တို့ဒါတောင်းမနှစ်ဖက်လို့ပြောရမှာပြဆိုတော့ဒီအနေအထားတွေမှာလဲဒါနှစ်သင်း စလုံးမှာရွေးစရာကစားသမားနည်းနေလို့ပြောရမယ်ဆိုတော့ Chelsea အသင်းမှာကျွန်တော်နည်းတယ်ဆိုတာထက်ဒါကျွန်တော်အဓိကကစားသမားဖြစ်တဲ့ကစားသမားတွေဆိုတာ၄ယောက်လောက်ပဲရှိတယ်ဆိုတော့ဒီ၄ယောက်လောက်ကိုပဲသူ့အနေနဲ့ဒါဘယ်လိုပုံစံနဲ့နေရာချပြီးကစားမလဲဆိုတော့စဉ်းစားမယ့်အပိုင်းဖြစ်သွားပြီဆိုတော့တစ်ဖက်က Arsenal အသင်းကလည်းသူတို့အနေနဲ့အများကြီးမရှိဘူးဗျာဒီ Trossard Mirino Anwari ဆိုတော့ဒီကစားသမားတွေကိုပဲသူတို့အနေနဲ့ဒါကျွန်တော်ဒီခြေတန်း၃ယောက်နေရာမှာဒါလှည့်ပတ်ပြီးတော့သုံးရမယ့်အနေထားတစ်ခုဖြစ်သွားပြီဆိုတော့ဒါ Arsenal အသင်းတွက်ရဲ့တိုက်စစ်ကလည်းကျွန်တော်ခံမှန်းလို့ရတယ်တစ်ဖက်ကဒါကျွန်တော်တို့ဒါ Chelsea အသင်းရဲ့ တိုက်စစ်ကိုလည်းခံမှန်းလို့ရတယ်ဆိုတော့နှစ်သင်းစလုံးရဲ့ဒီတိုက်စစ်ပိုင်းဆိုင်ရာအရာမှာအရင်ကြီးဒါသူတို့ရဲ့အကောင်ဆုံးဆွေလူစင်းတစ်ခုတော့ထုတ်နိုင်ခြင်းမရှိဘူးသူတို့ရဲ့အကောင်ဆုံးဆွေလူစင်းကိုထုတ်နိုင်တာကကွင်းလည်တဲ့နောက်တန်းပဲဆိုတော့ဒီအနေထားတစ်ခုမှာနှစ်သင်းစလုံးရဲ့အနေထားကလည်းဒါကျွန်တော်မျှတနေရလို့ပြောရမှာပဲဗျ ဟုတ်ကဲ့ပါကွေကျွန်တော်ဒါအာဆင်နယ်အသင်းနဲ့ချယ်ဆီအသင်းတို့ကလန်ဒန်ဒါဘီဖြစ်နေရှင်ပြိုင်ကစားမဲ့ပွဲစဉ်ကတော့ဒါပရီးမီးယားလိဂ်ရဲ့ပွဲစဉ်29မှာဒုတိယအကြောဖြစ်နေလာရောက်ပြီးတွေ့ဆုံကြတယ်ဆိုတော့ပထမအကြောမှာလည်းဒီနေ့သင်ရဲ့ခြေစွမ်းပိုင်းဆိုင်ရာအရာတူညီနေမှုကဒါသေရလက်စီကိုပဲဥတည်သွားခဲ့ကြဗျဒီတစ်ခေါက်ကောဒါအာဆင်နယ်အသင်းနဲ့ချယ်ဆီအသင်းတို့ကဒီတစ်ခေါက်တော့အာဆင်နယ်အသင်းရဲ့အိမ်ဝင်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါရှင်းရပွဲစဉ်လိုမျိုးဒါသေရလက်ထွက်ပေါ်လာနိုင်ရည်ရှိတဲ့ပွဲစဉ်တွေပွဲများဖြစ်လာမလားဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါအာဆင်နယ်အသင်းရဲ့သူတို့ရဲ့အိမ်ဝင်အားသာချက်အကောင်းဆုံးအသုံးချပြီးတော့ဒါကျွန်တော်တို့အဆင့်နှစ်နေရာနေဖဲမပေးရည်အတွက် က်ဒါကျွန်တော်ရာသီကုန်အထိမှာသူတို့အနေနဲ့ဒါရလက်ကောင်းတစ်ခုကိုဖော်ဆောင်ပြီးတော့ဒါရမှတ်တွေတည်ဆောင်သွားနိုင်မလားတစ်ဖက်က Chelsea အသင်းကရောလက်ရှိဒါမတီမငိန်ဖြစ်နေတဲ့နေရာပြဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဒါအဆင့်၄နေရာမှာဒါကျွန်တော် Manchester City အသင်းကအဆင့်၅နေရာနေ PR ပေးနေတော့မယ်ဆိုတော့ဒါရမှတ်ကွာဟချက်ကလည်းဘယ်တော့မှမရှိဘူးဆိုတော့ဒီနေထားနဲ့ဒါ Chelsea အသင်းကဒါအပေါ်ကိုသူတို့အနေနဲ့တက်မယ်ဆိုရင်လည်းဒါ Northern Forest အသင်းနဲ့နှစ်မှတ်ပဲကွာတယ်နောက်ကျွန်တော်တို့ဒါ Arsenal အသင်းနဲ့ကလည်း6မှတ်ပဲကွာဒီနေ့ပွဲစဉ်မှာတော့ Chelsea အသင်းကအမှတ်ပြည့်ရယူနိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒါအဆင့်၄နေရာနေသူ့အနေနဲ့၃မှတ်ပဲကွာတယ်ဆိုတော့ အနေကားတစ်ခုရောက်ရှိသွားမှာဖြစ်လို့သူတို့ရဲ့ဒါကျွန်တော်တို့ရာသီကုန်ချန်ပီယံလိဝင်ကွင်းကလည်းဒါကျွန်တော်ပို့ပြီးတော့တေချာသွားနိုင်ရည်ရှိတယ်။ဆိုတော့ဒီနေရာမှာအဆင့်9နဲ့အဆင့်6ပြတဲ့ Manchester City နဲ့ Newcastle အသင်းတို့ကဒါ58မက်ဆီနဲ့ရက်တည်နေတာဖြစ်လို့ဒါ Chelsea အသင်းတို့အရင်ကွာဟနေရတာမဟုတ်ဘူး။အကယ်၍သူတို့ရှုံးနေသွားခဲ့မယ်ဆိုလို့ရှိရင်ဒါ Manchester City အသင်းရော Newcastle အသင်းရောကဒါ Chelsea အသင်းကိုဒါကြောတက်သွားနိုင်ရည်ရှိတဲ့အနေထားပဲ။သူတို့အနေနဲ့အဆင့်9ရဲ့ပြင်ပအထိကိုဖယ်ပေးသွားရနိုင်ရည်ရှိတယ်။ဆိုတော့ဒီနေ့ပွဲစဉ်မှာတကယ်တကယ်အမှတ်လိုအပ်နေတာ Arsenal ထက်ဆိုင် Chelsea လို့ပြောရင်တော့ပုံမှန်လေးပဲ မယ်ဆိုတော့ဒီနေ့ပေါ်စင်မှာသာတို့ဒါရမတ်မရရှိခဲ့ဘူးဆိုလို့ရှိရင်တော့ဒါအောက်ကနှစ်သင်းစလုံးကသူ့ကိုကြော်တက်သွားနိုင်မယ်အနေအထားတစ်ခုရှိသလိုတစ်ဖက်ကအာဆင်နယ်အသင်းကလည်းဒီနေ့ပေါ်စင်ရှုံးနေခဲ့မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်သူ့အောက်မှာရှိတဲ့ Northern Forest အသင်းနဲ့ရမတ်ကွာဟာချက်ကဒါတမှတ်လောက်ပဲကွာရောမယ်ဆိုတဲ့အနေအထားတစ်ခုတော့ရောက်သွားလိမ့်မယ်ဗျာဒါသည်ကျွန်တော်အာဆင်နယ်အသင်းရာသီကုန်မှာကျွန်တော်တို့ဒါအဆင့်နှစ်နေရာမှာတရာသီလုံးစာအကောင်းဆုံးဒါရက်တည်နေပြီးတော့မှဒါရာသီအစပိုင်းမှာလည်းဒါ တဝက်လောက်အထိပေါ့နော်ဆိုတော့ဒါလီဗာပူးအသင်းကိုအကောင်းဆုံး PR ပေးနိုင်တဲ့အနေထားနေပြီးတော့ဒါရာသီကုန်နှောင်းပိုင်းမှာသူ့အနေနဲ့ပြန်ပြီးတော့ဆင်းရတယ်ဆိုတဲ့အနေထားတစ်ခုတော့ဖြစ်သွားမှာဆိုတော့ဒီပွဲစဉ်ကဒီနှစ်သင်းစလုံးအတွက်ရမှတ်ဒီအနေနဲ့ကြည့်မယ်ဆိုတော့အရေးကြီးရဲ့ဗျာတာမန်ကျွန်တော်တို့ဒါအဆင့်9ရပြင်ပအသင်းတွေလိုမျိုးရာသီကုန်မှာချန်ပီယံလိဝင်ခွင့်တာဥရောပဝင်ခွင့်တွေအတွက်ကြိုးစားတာမျိုးမဟုတ်ဘူးပုံမှန်ကျွန်တော်တို့ဒါမန်ချက်စတာယူနိုက်တက်တို့တော်တန်ဟော့စပါတို့လိုလေဒါရမှတ်ဒီဒါလိုအပ်နေတာမဟုတ်တော့တဲ့အနေထားမျိုးလည်းမဟုတ်ဘူးဆိုတော့ဒီနှစ်သင်းရဲ့ပြိုင်ဆိုင်မှုကပြင်းထန်လာဖို့ရရှိပြီးတော့အကုန်အနေနဲ့ဆိုရင်ရောဒီနေ့ပွဲစဉ်မှာ ာဆင်နယ်အသင်းကတို့ရဲ့အိမ်ကွင်းအားသာကြောအကောင်းဆုံးအသုံးချသွားနိုင်မလားဒါမှမဟုတ်ရင်ချယ်ဆီအသင်းကဒါကျွန်တော်တို့ဒါအာဆင်နယ်အသင်းကိုအိမ်ကွင်းမှာမနိုင်တာကြာပြီဆိုတဲ့အနေအထားတစ်ခုပဲတို့ချိုးဖြတ်သွားနိုင်မလားဒါမှမဟုတ်ရင်နှစ်သင်းစလုံးတည်ဒါကျွန်တော်အနိုင်ရှုံးမသေးခွဲပဲနဲ့ဒါပထမအကြော့လိုမျိုးတေးရလက်တွေများထွက်ပေါ်သွားနိုင်မလားအကိုရဲ့အမြင်လေးကိုလည်းပြပြပေးပါဦးခင်ဗျာ ဟုတ်ကဲ့ပါကိုယ်လက်ရှိကျွန်တော်ဒီ MB စရာရက်တီချက်နဲ့ကျွန်တော်ဒီပြန်ပြီးတော့ကြည့်ရမယ်ဆိုတော့နှစ်သိန်းလုံးအတွက်ကတော့ဒီပွဲစဉ်ကတော်တော်လေးကိုအရေးပါတယ်ပွဲစဉ်တွေပဲဖြစ်နေတယ်အထူးသဖြင့်ကျွန်တော်ဒီဧည့်သည်ချက်စီးသိန်းတော့ပို့ပြီးတော့အရေးပါတယ်ပေါ့နော်အာဆင်နယ်ကတော့ကျွန်တော်ဒီအဆင့်နှစ်နဲ့ပဲကျွန်တော်ဒီရာသီကုန်တဲ့အခါကျရင်ဆက်ပြီးတော့ရက်တီသွားဖို့အတွက်အနိုင်ရရှိဖို့လိုအပ်နေတာဖြစ်ပေမဲ့လည်းကျွန်တော်ဒီပြောမယ်ဆိုတော့ကျွန်တော်ဒီထိတ်ဆုံး၅သိန်းအတွက်ဝင်ဝန်းအတွက်ဆိုတော့အာဆင်နယ်ကအောက်ကကျွန်တော်ဒီမန်စီးတီးတို့နီယူကာဆယ်တို့ပရက်တန်တို့ဆိုတော့အမှတ်ကတော့နည်းနည်းလေးကွာချက်ကများနေတယ်ကျွန်တော်ပြန်ပြီးတွေ့ရတယ်တစ်ဖက်ကချယ်စီကိုပြန်ကြည့်မယ်ဆိုချယ်စီကကျတော့လုံးဝအမားခံလို့မရတဲ့အခြေအနေ ပေါ့နော်။ဟောသူဒီဒီ top 5နဲ့ကြုံနေရာဒီကုန်းတဲ့ခါကျရင်သိင်းကျင်နေ။အဲနောက်နေ့မှလည်း champion league ကိုပြန်ပြီးတော့ကစားခွင့်ရကျင်နေဆိုရင်တော့ဒီပွဲစဉ်တွေကသူ့အတွက်အကဲမနိုင်ခဲ့ဘူးဆိုရင်တော့အဝေးဘက်မှာရက်လက်ကောင်းတစ်ခုဖြစ်တဲ့တေးရက်လက်တော့အနည်းဆုံးရရှိအောင်ဆွမ်းဆောင်နိုင်မှုတော့လိုနေတဲ့အနေထားလေးမှာကျွန်တော်ပြန်ပြီးတော့တွေးရအောင်။ အော်ပြောဒီပွဲစဉ်မှာကျွန်တော်တို့သူတို့တင်တာအမှန်ရောက်ခင်အောက်ကမန်စီးတီးတို့နျူကာဆယ်တို့ကတေချာပေါ့ကြော်တက်သွားနိုင်တဲ့အနေထားလေးရှိသလိုအောက်ကဘရက်ဒန်တို့ဂျော်နီအက်စတန်ဗီလာတို့ပြီးတော့နောက်ထပ်ဘုံမောက်တို့ရဲ့ရက်လက်ကောင်းတွေထပ်ပြီးတော့ရရှိခဲ့တဲ့အမှတ်ပြရရှိခဲ့တဲ့ပွဲစဉ်တွေတွေးကြုံတွေးခဲ့မယ်ဆိုရင်သူတို့နဲ့အမှတ်ကွာချက်ကကျွန်တော်တို့ဒီပြောရမယ်ဆိုတော့တပွဲစားလာတော့ဖြစ်သွားမယ်အနေထားအဲ့တော့အခက်မသိလို့ယာစီကုန်တဲ့ခါကျရင်ဒီပွဲစဉ်တွေရဲ့အမှတ်ရောက်ခဲ့တဲ့အနေထားအနေနဲ့ကျွန်တော်တို့ချန်ပီယံလိဝင်ခွင့်အပြင်မှာအဆင့်6ခု8လောက်ထိပြန်ပြီးဆင်းရတဲ့အနေထားဆိုရင်ကျွန်တော်နောက်ထပ်ရိုပါလိတွေကွန်ဖရင့်လိတွေအတွက်ပါနည်းနည်းလေးပြန်ပြီးတော့ကျွန်တော်နောက်ဆုံးပွဲစဉ်တွေမှာရုန်းကန်သွားမယ်အနေထားလေး ဖြစ်လာနိုင်တယ်ဗျအဲ့တော့ဒီပွဲစဉ်ကနှစ်သင်းလုံးအတွက်တော့အရေးပါတာမှန်တယ်ဒါပေမဲ့ Chelsea အတွက်တော့ပို့ပြီးတော့အရေးပါနေတယ် Arsenal အသင်းအတွက်ကကျတော့အဆင့်နဲ့မှဆက်ပြီးပဲရက်တီဖို့အတွက်အရေးပါတဲ့အနေအထားနဲ့အောက်က Nottingham Forest အသင်းရဲ့ PR တွေပေါ့နော်ကျွန်တော်အမတ်ကွာဟမှုအချင်းမြောင်းလာမှုတွေပြန်ပြီးတော့ short ချရမယ်အနေအထားဆိုတဲ့အနေအထားလေးတော့ကျွန်တော်ပြန်ပြီးတော့စောင့်ကြည့်ရဖို့ရှိမယ်ဒါမဲ့ဒီတစ်ခုပေါ့ကျွန်တော်ပြန်ပြီးသတိထားဖို့ရှိရလက်ရှိနှစ်သင်းလုံးရဲ့တိုက်စစ်ပိုင်းရွှန်းဆောင်ရရတော့အဓိကကစားသမားတွေအဲကျွန်တော်တို့ ဟိုအတန်ရနေပြဿနာအတန်ပြဿနာရှိနေတဲ့အချိန်မှာတော့ကျွန်တော်တို့အာဆင်နယ်အသင်းရောချယ်ဆီအသင်းရောတက်စစ်ပိုင်းအတွင်းကိုနေနေတာတွေ့ရတယ်ဒါပေမဲ့လည်းနှစ်သင်းလုံးကတော့ကျွန်တော်တို့နောက်ပိုင်းပွဲစဉ်တွေမှာတော့အတွင်းကိုလေးတွေပုံမှန်တော့ရထားတာကျွန်တော်တွေ့ရတယ်အာဆင်နယ်ကတော့နောက်ဆုံး၃ပွဲမှာကျွန်တော်တို့အတွင်းကိုလေးရထားတယ်ကျွန်တော်ပြီးခဲ့တဲ့ PSV နဲ့နှစ်ကြော်လုံးရောပြီးတော့ United နဲ့အဝေးကွင်းမှာပေါ့အနည်းဆုံးတော့ကျွန်တော်တို့တကူးစီတွင်းနိုင်ခဲ့တာကျွန်တော်တွေ့ခဲ့ရတယ်တစ်ဖက်က Chelsea သင်းလည်းနောက်ဆုံး၅ပွဲဆက်တိုက် Aston Villa ကိုရှုံးခဲ့တဲ့ပွဲစဉ်အပါအဝင်နောက်ဆုံး၅ပွဲဆက်တိုက်မှာလည်းသို့ဒီလေတကူးတော့အနည်းဆုံးတွင်းနိုင်တဲ့ပွဲစဉ်အနေထားလေးတော့ရှိရဲ့ အော်တိုက်စစ်ပိုင်းအရာတော့ကျွန်တော်တွင်းကိုတွေမြဲမြဲဆန်းဆန်းအများကြီးမဖန်တီးနိုင်အောင်ဆိုပေမဲ့လည်းပုံမှန်လေးတော့ကျွန်တော်ဒီတပွဲကိုတကိုးနှုံးနှုံးနဲ့တော့ကျွန်တော်ဒီနှစ်သိန်းလုံးအောင်ပါเนาะကျွန်တော်အကေဂျင်းနဲ့ကြက်ထဲရောက်နေတော့တွင်းကိုတွေရှောက်ဖွင့်နိုင်အောင်စူးစမ်းထားနိုင်တာတွေ့ရသေးတယ်ဆိုတော့ဒီပွဲစဉ်နာရောအဲ့လိုမျိုးကျွန်တော်ပြန်ပြီးတော့ဒီစွမ်းဆောင်ရင်ကောင်ပြနိုင်မလားပေါ့တစ်ဖက်ကချက်စီသိန်းရဲ့အဓိကတွင်းကိုတွေနည်းနေတယ်အဓိကကျွန်တော်တို့တွေ့ရတဲ့အားနည်းချက်ကတော့တိုက်စစ်ပိုင်းကကျွန်တော်ဒီနံပါတ်9ရောကစားသမားတွေဒဏ်ရာရှိနေတာပါတယ်လို့ ကိုပတ်မှာနောက်ပိုင်းပွဲစဉ်တွေမှာခြေစွမ်းပျောက်ဆုံးမှုလည်းတွေ့ရနေရတယ်ကျွန်တော်တွေ့နေရတယ်။ဘာဖြစ်လို့ဆိုကိုပတ်မှာဆိုပြီးခဲ့တဲ့လက်ဆန်နဲ့ပွဲမှာပန်တီဒီရရှိခဲ့တဲ့ခွေးကိုတော့ကျွန်တော်တို့ပန်တီဒီကန်သွင်းလာမှာမဝင်ခဲ့တဲ့အနေထားလေးထိသူရဲ့ဖောင်အားနည်းနည်းလေးပြန်ပြီးတော့အောက်နေတဲ့အနေထားလေးပေါ့နော်။အဲ့တော့တစ်ဖက်ကလည်းအာဆင်နယ်သင်းကလည်းကျွန်တော်ယူနိုက်တက်ရဲ့ပွဲမှာဆိုသူတို့သင်းရဲ့တိုက်စစ်ပိုင်းကကစားပုံတိတ်ပြီးအလုံးမဖြစ်ပဲနဲ့ဒီကလန်ရိုက်ရဲ့သွင်းမှုကျွန်တော်တစ်ဖက်တဝိုးစီတေးကြခဲ့တဲ့အနေထား PSV နဲ့ပွဲစဉ်ဒီမှာတော့ကျွန်တော်တို့ပြောရမယ်ဆိုရက်လက်ကောင်းနေရရှိခဲ့တဲ့သွင်းမှုတွေရရှိခဲ့ရဆိုမဲ့ PSV အတင်းရဲ့ကစားသမားအင်အားနဲ့တစ်ဖက်ကကျွန်တော်ချက်စီသင်းရဲ့ကစားသမားအင်အားကြောင့်နည်းနည်းလေးကိုကွာဟာကျတော့ကြီးမား နိုင်မယ်ဗျအဲ့တော့ဒီပွဲစဉ်မှာတော့အိမ်ဝင်ဖြစ်တဲ့အားသာချက်ကိုတော့အပြည့်အဝသုံးချပြီးအာဆင်နယ်အနေနဲ့အောက်ကကျွန်တော်တို့ Northern Forest တို့ပြီးရင်ကျွန်တော်တို့ဒီ Manchester City တင်းတို့ရဲ့အမတ်ကွာဟာချက်ကျင်းမမှုဖိအားပေးနေတဲ့ဒီဟာလေးကိုထပ်ပြီးတော့ပြန်ပြန်ပြီးတော့ကျွန်တော်ဒီအမတ်အပြည့်ယူပြီးတော့ကျွန်တော်ဒီသူတို့ရဲ့ကျွန်တော်ဒီအမတ်တွေကိုထပ်ပြီးတော့ဗောနော်ကျွန်တော်ဒီဖြတ်ထားနိုင်မယ်အနေထားတစ်ခုတော့ကြိုးစားဖို့ကိုလိုမယ်အဲ့လိုပဲ Chelsea ကလည်းရာဒီကုန်တဲ့ခါ top 5ထဲမှာတည်တည်ချာလေးရာဒီကုန်နဲ့ပွဲစဉ်နေ ठी မရောက်ခင်ပဲရာဒီမပြီးခင် ठी ပဲ top 5မှာအေးချင်းနဲ့ကျွန်တော်တို့ပြောမယ်ဆိုရင်စိတ်ချလက်ချလေးနေချင်တယ်ဆိုတော့ဒီပွဲစဉ်သူတို့အတွက်အမတ်ပြန်ပြီးတော့အဓိက သုံးမှတ်ဖို့ရရှိဖို့နော်အကယ်သုံးမှတ်မရရှိခဲ့ဘူးဆိုတော့တေးတမလောက်ရရှိအောင်ဆွမ်းဆောင်မှုတွေအရေးကြီးနေတဲ့ပွဲစဉ်တွေဖြစ်နေပေါ့ဆိုနှစ်သိန်းတော့ဒါလေးအပြင်နောက်ထပ်ပွဲစဉ်တွေဖြစ်တဲ့အကြောင်းကိုကျွန်တော်ဒီဥရောပပွဲစဉ်တွေမှာကျွန်တော်ဒီ quarter final တွေတက်ထားတာဖြစ်တဲ့အကြောင်းကိုဒီ premier league လို့ရောဥရောပပွဲစဉ်တွေမှာအရေးကြီးတဲ့ကာလရောက်လာတဲ့အခါကျ premier league မှာအမှတ်ရဖြတ်ထားနိုင်တဲ့အတင်ရတော့ပို့ပြီးတော့အသာစီးရဝနိုင်မယ်အနေအထားလေးရှိတယ်ဗျာအဲ့တော့ဒီပွဲစဉ်ကကြည့်ရမယ်ဆိုတော့လက်ရှိနှစ်သိန်းလုံးရဲ့တိုက်စစ်ပိုင်းဆွမ်းဆောင်ရင်ရတော့ twin goal တွေအမြင်များဆဆကျွန်တော်တို့တွေးရမြင်ရမယ်ပွဲထက်ဆိုင်ရတော့ twin goal တွေကတော့ကျွန်တော်ဒီအပြင် twin goal တွင်းနိုင်တယ်ဆိုတော့တစ်ဖက်တကူးစီလောက်ဆိုတဲ့အနေအထားလေးတွေးရမယ်ပွဲစဉ်ကိုလည်းဖြစ်လာနိုင်တယ်အဲ့တော့အနိုင်ရ ်လဲဆိုရင်တော့အင်ရှင်အာဆင်နယ်အသင်းမှာနည်းနည်းလေးအသာစီးရနေရမှာမမြင်မဲ့လက်ရှိအာဆင်နယ်အသင်းရဲ့တိုက်စစ်ပိုင်းစွမ်းဆောင်ရဲ့ တဖက်က Chelsea အသင်းကလည်းအဓိကကစားသမားတွေကိုပြီးခဲ့တဲ့ပွဲစဉ်ဒီမှာအနားပေးပြီးတော့ rotation ကောင်းကောင်းနဲ့အင်ပီအပြည့်ကစားနိုင်တဲ့အနေအထားအရာဆိုရင်တော့တည်ချဖို့အတွက်ရာဂန်ရာဂန်နှုံးပို့ပြီးတော့များတဲ့အနေအထားလေးရှိမယ်လို့ကျွန်တော်ထင်မိတယ်ဗျအဲ့တော့အကဲဒီပွဲစဉ်တည်ချခဲ့မယ်ဆိုတော့တဖက်ကတကူးစီအကဲနိုင်မယ်ဆိုတော့ Arsenal အသင်းမောင်ရာဂန်နှုံးလေးနဲ့ပုံများပြီး Arsenal အသင်းနေနဲ့9ဂိုးတကူးလောက်ထိပေါ့နော်9ဝမ်းမနေထားလေးရှိပြီးတော့နှစ်သင်းမောင်းတွင်းကို3ဂိုးနဲ့အထက်တွေ့ရမယ့်အနေအထားတော့တိတ်တော့မမြင်မိဘူးအဲ့တော့နှစ်သင်းမောင်းတွင်းကို3ဂိုးနဲ့အောက်နဲ့တွေ့ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့နိုင်မယ်ဆိုတော့ Arsenal အသင်းနေ2-1တည်ချမယ်ဆိုတော့တဖက်ကတကူးစီနဲ့ တည်ကြသွားနိုင်တဲ့ပုံစံတွေဖြစ်သွားပါလိမ့်မယ်ခင်ဗျ။ ဟုတ်ကဲ့ကိုလက်ရှိဒါအာဆင်နယ်အသင်းနဲ့ချယ်ဆီအသင်းတို့ကလူစင်းအင်အားပိုင်းဆိုင်ရာအရာမော်တရာသီလုံးစာဒါဖြတ်တန်းလာမှုတွေအရာဒီနှစ်သင်းရဲ့ခြေစွမ်းပိုင်းဆိုင်ရာအရာလက်ရှိဒါနှစ်သင်းစလုံးကဒါတိုက်စစ်ကစားသမားဒါယော်နေနေရဲ့ပုံစံချင်းလဲသွားပြီးတော့ဆင်တူနေတယ်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ခြေစွမ်းပိုင်းဆိုင်ရာအရာတွေရောနောက်ကျွန်တော်ရလပိုင်းဆိုင်ရာအရာတွေရောအရင်ကွာဟားချက်မရှိတဲ့နှစ်သင်းဖြစ်နေရဗျာဆိုတော့ဒီအာဒီမှာတော့ဒါလန်ဒန်မြို့ကန်ပြိုင်ပတ်နှစ်သင်းဒီနှစ်သင်းကတော့ကျွန်တော်ဇယားထိပ်ပိုင်းမှာယာဒီကုံမှာရက်တီနိုင်မှုဆိုရင်တော့ဒီနှစ်ပွဲစဉ်မှာဒီနှစ်သင်းကရမှတ်ခွဲယူသွားတာမျိုးကပို့ပြီးတော့ဖြစ်နိုင်ခြင်းများ ားတယ်လို့ကျွန်တော်လည်းခံစားရတယ်။ဆိုတော့ဒီကားကတော့ဒါအာဆနယ်အသင်းကသူတို့ရဲ့အင်ကွင်းအမရိတ်မှာဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတဲ့ဟာပေါ်မှာတော့မူတည်သွားလိမ့်မယ်။ဒါပေမဲ့ကျွန်တော်ဒါ PSV နဲ့ရှင်ပြိုင်ခဲ့တဲ့ပွဲစဉ် B1 တော့နောက်ဆုံးအင်ကွင်းရှင်ပြိုင်ခဲ့တဲ့ပွဲစဉ် Western United နဲ့ပွဲစဉ်မှာတော့သူတို့ဒါရှုံးနိုင်ခဲ့တာကိုလည်းကျွန်တော်တွေ့ရတယ်ဗျာ။ဆိုတော့ဒါဒီကျွန်တော်အာဆနယ်အသင်းရဲ့ဒီဟာဒီကျွန်တော်အင်ကွင်းရလက်အရင်ကြီးကျွန်တော်တို့ဒါမျှော်မှန်းထားလို့တော့မရဘူးဆိုတဲ့အနေဒါဒီတစ်ခုတော့ကျွန်တော်သွားပြီးတော့မြင်တွေ့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ဒါ Chelsea အသင်းဘက်မှာတော့ဒီနေ့ပွဲစဉ်မှာအနိုင်ရရှိသွားဖို့ဆိုတာကရခိုင်တော့နည်းတယ်လို့ကျွန်တော်ခံစားရတယ်။ဒီနေ့ပွဲစဉ်မှာအကယ်၍ ဂိုးသွင်းနိုင်ခဲ့မှဆိုရင်တော့ဘယ်ဒါကျွန်တော်တို့သုံးကုန်းနဲ့အောက်လောက်ပဲဖြစ်တဲ့ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရရှိပြီးတော့ဒါဒီနေ့ပွဲစဉ်အတွက်ကတော့ကျွန်တော်နှစ်သိန်းစလုံးကဒါတိုက်စစ်ပိုင်အားနဲ့နေရအကြွေးဂိုးသွင်းမယ်ဆိုရင်ဂိုးများများဆက်ဆာ ပြပွဲပြတ်သွားနိုင်တယ်ဆိုတာမျိုးထက်စာရင်တော့ဒီနေ့ပွဲစဉ်မှာဒါတကိုးစီလောင်းနဲ့တရေကျသွားနိုင်တဲ့ပွဲစဉ်တပွဲဖြစ်လာနိုင်ခြင်းရှိပြီးတော့အကယ်၍အနိုင်ရရှိမယ်ဆိုရင်တော့အခုပြောခဲ့သလိုပဲဒါအာဆင်နယ်အသင်းဘက်မှာတော့ chance ကနည်းငယ်ရှိတယ်ဆိုတော့အကယ်၍နိုင်မယ်ဆိုတော့ဒါ2-1ဆိုတဲ့ဒါရလက်လောင်းနဲ့အနိုင်ရရှိဖို့အတွက် chance ကတော့ရှိရယ်ဆိုတော့တစ်ဖက်ကဒါကျွန်တော် Chelsea အသင်းမှာလည်းလုံးဝ chance မရှိဘူးလို့တော့ပြောလို့ရတော့မဟုတ် Chelsea အသင်းမှာလည်း chance ရှိရယ်ပဲဒါပေမဲ့အကောင်ဆုံးအတုံးချနိုင်ပါမလားဆိုတော့ကျွန်တော်တစ်ချက်စိုးရိမ်မိတယ်နောက်ကျွန်တော်အင်ကွင်းအားသာချက်အရာဒါအာဆင်နယ်ဘက်မှာကတော့ရာဂိုင်းနှုံးလေးပို့ပြီးတော့များနေရလို့ပဲပြောရမှာပြ ဟုတ်ပါဘူးကိုကြီးကျွန်တော်အာဆင်နယ်အသင်းနဲ့ Chelsea အသင်းတို့ရှင်းပြိုင်ကစားချမဲ့ Premier League ပွဲစဉ်၂၉ London Derby ပွဲစဉ်ရဲ့ပွဲချိန်လိုတဲ့ချက်လောက်ပြန်ပြီးပြပြပြအောင်ဗျဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ကတော့အခုလာမဲ့ Premier League ပွဲစဉ်29ရဲ့အကောင်းဆုံးပွဲစဉ်ဖြစ် Super Sunday ရဲ့ည၈နာရီမှာအာဆင်နယ်အသင်းနဲ့ Chelsea အသင်းတို့ဟာရှင်းပြိုင်ကစားချမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့အာဆင်နယ်အသင်းနဲ့ Chelsea အသင်းတို့ရှင်းပြိုင်ကစားချမဲ့ Premier League ပွဲစဉ်29 London Derby ရဲ့ပွဲချိန်30ချက်စီစဉ်မှာဖြစ်ပါတယ်နောက်တဲ့ပွဲစဉ်တွေနဲ့တူလဲပြန်လာခဲ့ပါအောင်ဗျာ